ချမိဝေါမြောက်ဘွယ်တရားစကားနည်းနည်းပြောကြပြီမယ်ယနေ့ဆက်လို့ရဘုန်းကြီးဌာနဝန်ထမ်းမိသားစုများနိုင်ငံတော်ပြည်ရတိသာသနာတက်ကသူတို့လာရောက်ပြီးဘဝတလျှောက်လုံးမိခိုးရာအားထားရာဖြစ်တဲ့ကုသိုလ်တရားများကိုစီဘူးပွားများအားထုတ်နေကြတာဖြစ်ပါလေဘုန်းကြီးတို့တွေလူဘဝကိုရောက်လာခဲကြတယ် လူဘဝကိုရောက်လာအောင်ဘယ်သူကဆောက်လုပ်ပေးခဲ့တယ်ဆိုရင်မိမိတို့ကိုယ်တိုင်ဆောက်လုပ်ပေးခဲ့တယ်။တနည်းအားဖြင့်မိမိတို့ကိုယ်တိုင်တည်ဆောက်လာခဲ့တဲ့ဘဝဖြစ်ပါတယ်။အဲ့တော့ဘုန်းကြီးတို့လှုပ်ဆောင်ချက်တွေတည်းမှာကုသလစလို့ခေါ်တဲ့ကောင်းသောလှုပ်ဆောင်ချက်အကုသလလို့ခေါ်တဲ့မကောင်းတဲ့လှုပ်ဆောင်ချက်လူတိုင်းလူတိုင်းဟာဒီနှစ်မျိုးတစ်ခုခုတမဖို့နှစ်မျိုးလုံး <laughs> များသောအဖြစ်တော့ပုတုဇဉ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနှစ်မျိုးလုံးကိုသူတိုင်တန်နဲ့သူနည်းနည်းများများလှုပ်ခဲကြတာကြီးပါပဲအဲ့တော့လူဘဝကိုရောက်လာတဲ့အခါမှာမိမိတို့လှုပ်ခဲတဲ့ကောင်းတဲ့အလုပ်ဆိုးတဲ့အလုပ်ဒီနှစ်မျိုးကနှစ်မျိုးလုံးဒီလူဘဝကိုရောက်အောင်ပုခဲတာလည်းမဟုတ်ဘူးလူဘဝဆိုတာအစင်တန်မြင့်မားတဲ့ဘဝစင်တန်မြင့်မားတဲ့ဘဝဖြစ်တဲ့အတွက်ကြောင့်မိမိတို့လှုပ်ခဲတဲ့ ကောင်းသောလှုပ်ဆောင်ချက်ဆိုတဲ့ဒီကုသိုလ်တရားကမိမိတို့ဘဝကိုတည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်အဲလူဘဝကိုဘာနဲ့ဆောက်လုပ်တယ်လဲကုသိုလ်နဲ့ဆောက်လုပ်တယ်ကုသိုလ်ဆိုတဲ့ပစ္စည်းကရိယာအကောင်းဆုံးပစ္စည်းကရိယာအကောင်းဆုံးသုံးပြီးလူဘဝကိုရောက်လာခဲ့တာဖြစ်ပါတယ်ကောင်းတဲ့ပစ္စည်းကရိယာဆိုတာကမိမိတို့စိတ်အစဉ်နဲ့မှဖြစ်ပေါ်လာတဲ့တရားတရားတွေ တမန်ဒီဒီပညာဒီဒုစားအထုံးမှုအကောင်းတွေပေါ့အကောင်းသောစိတ်တွေပေါ့ချုပ်လိုက်တော့ကောင်းသောစိတ်တွေကောင်းသောစိတ်နဲ့ဘဝကိုအမိတို့ကဆောက်လုပ်ခဲ့တယ်တည်ဆောက်ခဲ့တယ်အကောင်းသောစိတ်နဲ့ဘဝကိုဆောက်လုပ်တည်ဆောက်ခဲ့တဲ့အတွက်ကြောင့်ဟောစင်တန်မြင့်မာတဲ့လူဘဝကိုရောက်လာတယ်ဒါတော့ဘဝကဒီမှတည်းမဆုံးသေးဘူးနောက်တဘဝနောက်တဘဝဘုန်းကြီးဗုဒ္ဓဘာသာဝင်များရဲ့ ဖရာဟောတဲ့တရားတော်အရာတကယ်လည်းအဲ့ဒီအတိုင်းပါပဲဘဝကဆက်ကဆက်ကဖြစ်ရဦးမှာဖြစ်ပါတယ်အဲနောက်ဘဝလည်းပဲဒီလိုပဲအဆင့်တန်းမြင့်မားတဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့တန်ဖိုးရှိတဲ့လူဘဝကိုရဖို့အတွက်ကောင်းတဲ့ပုံစံကို အတူယူပြီးဘဝကိုဆက်လက်တည်ဆောက်ကြရမှာဖြစ်ပါတယ်ဘုန်းကြီးတို့တတွေအဆောက်အဦဆောက်လုပ်တဲ့အခါမှာမိမိရဲ့ပတ်ဝန်းကျင်ကို အကျင်အရင်လေးလာတယ်လေဟောဘယ်ဘယ်နေရာကဘသူတွေကဆက်လို့တဲ့အဆောက်အဦကဘူကောင်းတယ်ဟောဘသူကဆက်လို့တဲ့အိတ်ကဘူကောင်းတယ်အိတ်ပဲဖြစ်ဖြစ်နေထိုင်လို့အိတ်ရုပ်သုံးပဲဖြစ်ဖြစ်ပထမဥစွာအင်ဂျင်နီယာဆွဲတဲ့ပုံကိုယူပြီးတော့ဆောက်လို့ကြတာပဲဟောအဲ့ဆိုတာကပတ်ဝန်းကျင်အခြေအနေပတ်ဝန်းကျင်ကိုကြည့်ပြီးအတုခိုးပြီးတော့ဆောက်လို့ကြအဆောက်အဦတွေကိုဆောက်လုပ်ခဲ့ကြတယ်ထိုနည်းတူစွာပဲ မိမိတို့ဘဝကိုဆောက်လုပ်တဲ့အခါမှာမိမိရဲ့ပတ်ဝန်းကျင်ကိုကြည်ပြီးအတုခိုးပြီးဆက်လုပ်ရမှာ ဖြစ်ပါတယ်မိမိရဲ့ပတ်ဝန်းကျင်မှာကြည်ပါသွားကြတဲ့ပုဂ္ဂိုလ်တူတက်သွားကြတဲ့ပုဂ္ဂိုလ်အောင်မြင်သွားကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်သူတို့တွေဘာကြောင့်ကြည်ပါတူတက် အောင်မြင်ခဲ့ကြတာလဲဒါကိုသေးသေးချာချာလေ့လာစူးစမ်းပြီးသူတို့ကိုနမူနာထားပြီး ဘဝကိုတည်ဆောက်အောင်ဖြစ်ပါတယ်။တနည်းအားဖြင့်ပတ်ဝန်းကျင်ဟိုအကဲခတ်ပြီးဘဝကိုကိုတည်ဆောက်အောင်ဖြစ်ပါတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်ကကောင်းတဲ့ပတ်ဝန်းကျင်ရှိတယ်မကောင်းတဲ့ပတ်ဝန်းကျင်ရှိတယ်။မကောင်းတဲ့ပတ်ဝန်းကျင်ကသူတို့ဘဝအခြေအနေကတမျိုးသွားတယ်မတူဘူး။ကောင်းတဲ့ပတ်ဝန်းကျင်ကိုကောင်းတဲ့ပတ်ဝန်းကျင်တွေရဲ့ဘဝအခြေအနေကတိုးတက်တယ်အောင်မြင်တယ်။မကောင်းတဲ့ပတ်ဝန်းကျင်ရဲ့ဘဝအခြေအနေက မတူးတက်ဘူးမအောင်မြင်ဘူးဒါတော့ဘဝကိုတိဆောက်တဲ့အခါမှာပတ်ဝန်းကျင်ကိုနမူနာယူပြီးတိဆောက်ဘလို့ပတ်ဝန်းကျင်မျိုးလဲဆိုတော့ကောင်းသောပတ်ဝန်းကျင်အောင်မြင်သောပတ်ဝန်းကျင်တူးတက်သောပတ်ဝန်းကျင်ချမ်းသာသောပတ်ဝန်းကျင်ကိုအတုခိုးပြီးဘဝကိုတိဆောက်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီတူးတက်တဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝကိုလိမ့်လာမယ်ဆိုရင်အော် သူတို့ရှေးရှေးဘုရားထုံးကဆိုရင်ပြီးခုနပြောခဲ့တဲ့လှုပ်ဆောင်ချက်နှမျိုးတက်ကကုသစိတ်အကုသစိတ်အဲသူတို့ဘုရားကိုဘသူကတိချော့ပြီးခဲ့တယ်လဲဆိုရင်ကောင်းသောစိတ်ထားစိတ်ကောင်းတွေပေါ့တမပဏိဟိတစိတ်တလို့ခေါ်တဲ့ကောင်းသောစိတ်ကိုထားပြီးဘုရားကိုသူတို့တိချော့ခဲ့လို့ဟောဒီလူခု မျက်မှောက်ဘုရားမှာဒီလိုတိုးတဲ့အောင်မြင်နေခြင်းဖြစ်ပါတယ်မိမိတို့လည်းပဲ ဒီဘဝလည်းအောင်မြင်ခြင်းတယ်ဘဝအဆက်ဆက်လည်းအောင်မြင်တယ်အောင်မြင်ခြင်းတယ်ဆိုရင်အဲ့ပတ်ဝန်းကျင်ရဲ့အခြေအနေကိုကောင်းသောပတ်ဝန်းကျင်အခြေအနေကိုအတုခိုးပြီးနီးယူပြီးနမူနာထားပြီးဘဝကိုတည်ဆောက်ကြမှာဖြစ်ပါတယ်ဒီနေ့အဖြစ်ပတ်ဝန်းကျင်ကိုလေ့လာရတယ်ပတ်ဝန်းကျင်ကိုလေ့လာပြီးဘဝကိုတည်ဆောက်မှာဖြစ်ပါတယ်ဟိုကွင်စင်လေ့လာတာပေါ့အဲ့လိုလေ့လာတဲ့နီးစနစ်ကဘုန်းကြီးတို့ ဒီခုမှပေါ်ပေါက်တာမဟုတ်ပါဘူးဖယားလက်ထက်တော့ကတကူရှိတဲ့အရှင်မမုတ်ကလန်တို့တခြားသောတကူရှိတဲ့ဆရာတော်တွေယဟန်တို့တွေပေါ့အဲ့ဒီယဟန်တို့များကသူတို့ပတ်ဝန်းကျင်ကိုလေ့လာတယ်လူလောကကြီးပွားတိုးတက်တာကိုသူတို့လေ့လာတယ်အလေ့လာပြီးဒီလူတွေဘာကြောင့်ကြီးပွားတိုးတက်တာလဲဟောလူပြည်လူလောကတွေမကဘူးသူကဟိုးတကူရှိတဲ့အတွက်ကြောင့်နတ်လောကကိုသွားပြီး စူးစမ်းလေ့လာတယ်။ဟိုနတ်လောကမှာအမတန်ချမ်းသာစီစီအချွေအရံနဲ့ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်ခန္ဓာခန္ဓာနာနေတဲ့နတ်တွေနတ်အဖွဲ့အစည်းတွေရှိတယ်။အဲ့ဒီနတ်ပြည်သွားပြီးတော့အရှင်မမုဂ္ဂလံတို့ဆိုရင်သွားပြီးလေ့လာတယ်။မိတို့နတ်သားတို့နတ်သမီးတို့လူလောကနတ်ပြည်လောက ရောက်လာတာဘာတွေလုပ်ခဲ့တယ်လဲ။ လူဘဝတုန်းကဘာတွေလုပ်ခဲ့သလဲအဲ့လို तू ကမေးမြန်းတာပေါ့မေးမှလည်းသိမယ်လေလောကမှာ မမေးမသိဘူးသူတို့ကတော့တကောရှင်ဆိုတော့သိတော့သိပြီးသားပေါ့လေသိပြီးသားပင်မဲ့လို့မေးရတယ် तू ကဩတပြည့်တော်များလူဘဝမှာနေခဲ့တုန်းကဘယ်လိုဘယ်လိုဘယ်လိုလူရဲ့ချမ်းသာလူရဲ့တိုးတက်ရာတိုးတက်ကြောင်းကောင်းကောင်းသောလှူဆောင်ချက်ကောင်းတွေတပြည့်တော်လုပ်ခဲ့တယ်ဟိုကကြောင်းတိဆောက်ခဲ့တယ် တိဆောက်တဲ့အခါမှာလည်းပဲတာဝန်ဟုတရားအရာတိဆောက်တာမဟုတ်ဘူးတကယ်ကိုလူအပ်တဲ့နေရာမှာ လူအပ်တယ်လို့စိတ်ပါလည်းပါတက်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 ကြွကြွတပည့်တို့တိဆောက်ခဲ့တယ်အဲ့ဒါလိုတိဆောက်ခဲ့တဲ့အတွက်ကြောင့်ဩခုလိုနတ်ပြည်လောကရောက်တဲ့အခါမှာခန္ဓာကြီးကျယ်သောနတ်ဘုံနတ်နန်းတွေနဲ့ချောင်းချောင်းသာသာနေရခြင်းဖြစ်ပါတယ်အဲ့ဒါကိုအဲ့ဒီမထေတကုရှင်မထေမြတ်ကမှတ်ထားတယ် နောက်တပန်းနောက်နောက်နောက်အဖွဲစီတယ်ဒီလိုပဲသွားမေးတယ်မေးတကမှတ်တာမှတ်တာပြီးတော့လူလောကကိုပြန်ရောက်လာတဲ့အခါမှာအေးလူသားတွေနာနတ်ပြည်ကိုသွားလေးလာခဲ့တယ်နတ်တွေအမတန်ချမ်းသာတယ်သူတို့ချမ်းသာအောင်မလုပ်ခဲ့တာလဲမေးစစ်စစ်မင်းမြန်တကသူတို့ဓာတွေဓာတူဓာတွေကိုပြောပြတယ်အဲ့ဒါနမူနစံနမူနာယူပြီးမေးတို့လည်းပဲ လူရှင်လူမများလည်းပဲအဲ့ဒါလိုကောင်းအောင်လုပ်ခဲ့ပါဘဝကိုဘဝကိုအဲ့ဒါလိုကောင်းအောင်တည်ဆောက်ခဲ့မယ်ဆိုရင်ဩဒီဘဝကနေခုဘဝကူးတဲ့အခါမှာကောင်းတဲ့ဘဝရောက်ပြီးတင့်တယ်လျောက်ပတဲ့စီစိချမ်းသာတွေကိုခံစားဆံသရမှာဖြစ်ပါတယ်လို့အဲ့တော့အဲ့လိုဟောတယ်ဆိုလိုချက်ကသူတို့က ဘဝကိုတိဆောက်တဲ့အခါမှာမှုမဲ့အမှုမဲ့အမှတ်မဲ့မတိဆောက်နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုသေသေးကြကြလည်လာပြီးဒီလူတွေဘာကြောင့်ကြီးပွားတာလဲဘာကြောင့်တူတက်တာလဲဘုန်းကြီးတို့အခြေအနေအကဲခန့်ရင်လည်းသိတယ်သူကသူတို့ကြိုးစားတာပေါ့ကြိုးစားတယ်အားထုတ်ဒါကမျက်မှောက်ဘဝကိုကြည့်ပြောတာစီးနဲ့ကမ်းနဲ့နေထိုင်နေစီးမဲ့ကမ်းမဲ့မဟုတ်ဘူး မပြည့်မရည်ဘူးကြိုးစားအားထုတ်တယ်။ဟောရတာကိုလည်းအကောလုံးမဖြုံးဘူး။ဟောစားခြင်းကြီးပွားချမ်းသာခြင်းလေဆိုရင်ဝယ်ခြင်းတိုင်းမဝယ်နဲ့။စားခြင်းတိုင်းမစားနဲ့ဒီလိုပြောတာဟုတ်။ဝယ်ခြင်းတိုင်းဝယ်မယ်ဆိုရင်ရတဲ့ပစ္စံကိုလည်းကုန်ရမယ်လေဝယ်လို့စုဆောင်းလို့မရတော့ဘူး။ဟောဝယ်ခြင်းတိုင်းလည်းမဝယ်နဲ့စားခြင်းတိုင်းလည်းမစားနဲ့။စားခြင်းတိုင်းစားရင်လည်းပစ္စံလည်းကုန်တယ်ယောဂလည်းရတယ် ယောဂရရင်ပိုးတော်ပြန်ကုန်သေးတယ်အဲ့ဒါကြောင့်မို့ဆရာတို့ကြီးတွေဆုံးမတယ်စခြင်းတိုင်းမစားနဲ့ဝယ်ခြင်းတိုင်းမဝယ်နဲ့စားသိမ့်မှစားဝယ်သိမ့်မှဝယ်စီနကန်းနဲ့အဲ့လိုနေထိုင်ရင်ကြီးပွားတာပေါ့ဒါကြောင့်မို့ကြီးပွားချမ်းသာတဲ့ပုဂ္ဂိုလ်တွေကသူတို့ဘလို့နေဘလို့နီးစနစ်နဲ့နေထိုင်တယ်လေကိုယ်ပတ်ဝန်းကျင်ကိုအကဲခတ်ပြီးကိုယ့်ဘဝကိုအဲ့လိုတည်ဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ဘဝဆိုတာ မျက်မှောက်ဘဝကိုကောင်းအောင်တည်ဆောက်မယ်ဆိုရင်ဟောအတိတ်ဟုတ်ပဲလာမဲ့အနာဂတ်ဘဝလာမဲ့အနာဂတ်ဘဝလည်းပဲဒီမျက်မှောက်ရဲ့အချိန်နဲ့အနာဂတ်ဘာလဲကောင်းသွားတယ်သူကတစ်ခုနဲ့တစ်ခုကအထောက်အပူပြုတယ်ဆိုဆိုပါတော့ကိုကငငယ်တုန်းကပညာတွေတအားကြိုးစားခဲ့တယ်အဲ့ကြိုးစားခဲ့တဲ့ပညာတွေဟာအသက်ကြီးလာတဲ့အထိအထောက်ပံ့ပေးတယ်အကူအညီပေးတယ် ဆုံးရှုံးမှုမဖြစ်ဘူးနီးနေနီးစနစ်တကြကျမလေးလည်းမထိခိုက်အောင်သူ့နီးသူပုံမှန်ကြိုးစားသွားတဲ့ပုဂ္ဂိုလ်တရားရဲ့ကြိုးစားအထုတ်မှုဟာကြိုးစားအထုတ်ဆဲကာလတည်းမဟုတ်ဘူးနောက်ပိုင်းကာလလည်းပဲအဲ့ဒီကြိုးစားမှုကသူ့ကိုအကုံယူအထောက်ပံ့ပေးတယ်ကျေစုပြုတယ်ပေါ့အကျိုးပေးတယ်ဟောဘဝဆိုတာလည်းဒီတိုင်းပဲမြင့်မောက်ဘဝမှာကိုလှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်ဆောင်ချက်ခေါင်းတွေကိုကိုကစေရနာထားပြီး လုပ်တယ်ဆိုရင်ဟောနောက်ဘဝရောက်တဲ့အခါမှာလည်းပဲဒီဘဝကနေခုဘဝရောက်တဲ့အခါမှာလည်းပဲအဲ့ဒီမျက်မှောက်မှာလုပ်ခဲ့တဲ့စေတနာတွေကုသတရားတွေကသွားပြီးတော့အကူအညီထောက်ပံ့ပေးတယ်လို့ခေါ်တယ်အဲ့တော့ဘဝကိုတည်ဆောက်တဲ့နေရာခုနမိမိတို့လေးလာစီပူရမယ်လေးလာမှတ်သားရမယ်ပတ်ဝန်းကျင်ကိုလည်းလေးလာရမယ်ကိုယ့်ရဲ့အတွင်းစိတ်ဓာတ်ကိုလည်းပဲလေးလာရမယ် ကိုယ့်ရဲ့အတွင်းစိတ်ဓာတ်ကလူတွေတော့မသိဘူးကိုယ့်ကိုယ်ကိုသိတယ်ငါစိတ်ကဘလို့အခြေအနေမျိုးရှိနေတာလဲဆိုပါတော့အလုတ်လုတ်ရမှာအလုတ်ဆိုတာကတက်တက်ကြွကြွနဲ့ကြိုးကြိုးစားစားလုတ်ရမှာပဲဘယ်လိုမျိုးမဆိုမကြိုးစားဘဲနဲ့အောင်မြင်တဲ့လူသားမရှိငါကအောင်မြင်ခြင်းတဲ့အောင်မြင်တဲ့လူသားဖြစ်ခြင်းတဲ့အောင်မြင်တဲ့လူသားဖြစ်ခြင်းငါကြိုးစားရမယ်ကြိုးစားဖို့ဆိုတာ 过端的嘛，古那六阿的西达空阿的六阿的，哦，那端的嘛西达空阿的西尼的啦，变没几啵。所以啦，几巴昂土的昂六上那的西达空阿西比啦，哦，哎罗咪西的耶，古空阿古古伊姆维姆维阿的多啊。几巴昂土的昂六上那的西达空阿的伊姆维姆，哎西达空阿的姆维姆比古那。 ပတ်ဝန်းကျင်ရဲ့အထောက်အပံ့ပတ်ဝန်းကျင်အကူအညီဩသူတို့ကဘလို့လှုပ်ဆောင်သွားခဲ့တာလဲဒီလောက်ကြီးပွားတူတက်နေတာဩသူတို့ကခုနပြောသလိုမပြင်းမကြီးပဲနဲ့မသုံးမဖြုတ်ပဲနဲ့တော့အသုံးနဲ့အဖြုတ်မတူဘူးလောကမှာလူအလိုသုံးတာကိုတော့သုံးတယ်လို့ခေါ်မလူအပဲနဲ့ဖြုတ်တာကိုဖြုတ်တာပေါ့မလူအမနဲ့သုံးတာကိုဖြုတ်တယ်လို့ခေါ်တယ်ဒါကြောင့်လူကြီးတွေပြောကြတယ်ဆရာတော်ကြီးတွေသုံးတော့သုံးမဖြုတ်နဲ့ ဟုတ်လားသုံးတဲ့သုံးမဖြုံးဖြုံးရင်ပြုံးတယ်လေဖြုံးရင်ကောလို့ဆိုရှုံးသွားမှာအဲ့ဒါကြောင့်မို့သုံးတော့သုံးပါကိုရှာဖွေစုဆောင်တဲ့အစားသူ့သူ့တိုင်းတန်နဲ့သူ့နေရာနဲ့လူလူအရင်လူအတဲ့နေနေသုံးဖြုံးတော့မဖြုံးတည်အလဟသမဖြုံးတည်လိုက်နဲ့ဟောသူတို့ကြီးပွားတယ်တိုးတက်တယ်ဆိုတာအဲ့လူစီနေကန်းနဲ့နေထိုင်လို့ကြီးပွားတာဘုန်းကြီးတို့ဆရာဆရာတို့ကြီးတခါအမေရှိဘူးတယ်မန္တလေးမှာမတန်ချမ်းသာတဲ့ 都没、嗯、一要好的，谁间来挤的多，天凉你来增个都送冷的多，爱心嘛抓了的个阿老了后送那个就少，他们嘛多啊，谁间挤的。后克到天明的吃啊，那个啊，天天上吃来路，天吃多少东西，哎，你听我吃进肚里了，你、er. 来来挤的，把尿憋住不，尿尿尿了，把这天我都吃哎。 မီးတို့အပြန်ကြဲ့တယ်ဒီလိုစီးနဲ့ကန်းနဲ့နေတာသူအလားသာမဖြုတ်တီးဘူးဆိုလိုတာကအဲ့လိုစီးနဲ့ကန်းနဲ့နေထိုင်လို့သူတို့ကကြည်ပါတူတဲ့တာအဲ့လိုပတ်ဝန်းကျင်ကိုလည်းပဲကိုအကက်ခတ်ဆိုလိုတာကကြည်တော်သူသည်မြည်၏လို့ဗမာစကားရှိတယ်လေကြည်တတ်မှကြည်တတ်မှမြည်တယ်မြည်တယ်ဆိုတာသူတို့ဘယ်လိုကြိုးစားတယ်လဲဆိုတာကိုကိုကြည်တတ်ရတယ် သူတို့ရဲ့အခြေအနေကိုအကဲခတ်ပြီးဩသူတို့ဒီလိုကြုံစားလို့ပဲသူတို့ဖြစ်လာတာပဲကြည့်တော့သူစီမြည်ဤဘာမျက်လုံးနဲ့ကြည့်လို့မရဘူးအဲ့ဒါမျက်လုံးနဲ့ကြည့်လို့မရဘူးကြည့်တယ်ဆိုတဲ့နေရာမှာအသိဉာဏ်နဲ့ကြည့်တာရှိတယ်ပဂတိမျက်လုံးနဲ့ကြည့်တာရှိအဲ့နှစ်မျိုးစလုံးကိုကြည့်တယ်လို့ခေါ်တယ်အဲ့တော့မိမိတို့ကလည်းနှစ်မျိုးစလုံးကြည့်ရမှာဉာဏ်နဲ့လည်းကြည့်ရမှာသူတို့ကြည့်ပါတာဘာကြောင့်လဲမျက်စိနဲ့တော့ဒီတန်းကြည့်လို့သူတို့ကြည့်ပါတာပဲတွေ့တယ် ကြီးပွားအောင်သူတို့ဘယ်လုတ်ခဲ့တယ်လဲဆိုတော့ညံနဲ့ပန်းချာပေးရအဲညံနဲ့သူတို့ပန်းချာပြီးကြည့်မယ်ဆိုရင်ဩသူတို့ဒီလိုဒီလိုချောက်ပဲခုနလိုကြိုးစားတယ်မဖြစ်ဖြစ်အောင်ကြိုးစားတယ်ဒါပေမဲ့မဖြုတ်တည်ဘူးအချိတ်ကိုလည်းမဖြုတ်ဘူးအချိတ်ဆိုတာကတကယ်တော့အချိတ်ကမျက်နှာမလိုက်မလိုက်ဘူးနော်အချိတ်ကတရက်မှ24နာရီတရက်မှ24နာရီပဲလူတိုင်းလူတိုင်းက အချိန်ကအခွင်အခွင်ရေးပေးတယ်မေးလဲ25ရီအလုံးမေးကလည်းငါအချိန်24နာရီပေးတယ်25နာရီမဟုတ်24နာရီပြောမှာပါဟောသူလည်းပဲ24နာရီပေးတယ်ငါအချိန်ဆိုတဲ့ငါကဘသူကမှမျက်နှာမလိုက်ဘူးတာတူညီမြဒန်းတူအခွင့်ရေးပေးတယ်အဲငါပေးတဲ့အချိန်24နာရီကိုမေးသုတ်တရင်အမေကြီးပွားမယ်မသုတ်တရင် မကြီးပွားဘူးဘာလို့ဆိုလို့ဒါလဲဆိုရင် အချိန်ကိုအကျိုးရှိအောင်အသုံးချတတ်ဖို့ပဲဒါကြောင့်မို့ရှိကြီးပွားသွားတဲ့ပုဂ္ဂိုလ်ဘဝကိုတင့်တင့်တဲတဲတည်ဆောက်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာအချိန်ကိုအကျိုးရှိအောင်အသုံးချခဲ့ကြတယ်တဲ့အဲ့တော့ချုပ်လိုက်တော့မိမိရဲ့ပတ်ဝန်ပတ်ဝန်းကျင်ကိုအတုခိုးပြီးဘဝကိုလည်းတည်ဆောက်ရမယ်ကိုယ့်အတွင်းမှာရှိတဲ့ကိုမိခိုးရကိုလည်းပြုပြင်ပေးရတယ် အတွင်းစိတ်ဓာတ်ကိုပြုပြင်ပတ်ဝန်းကျင်ကိုအတုခိုးဘဝကိုတည်ဆောက်မယ်ဆိုရင်အဲ့ဒီဘဝဟာကြီးပွားတိုးတက်အောင်မြင်တဲ့ဘဝဖြစ်သွားမယ်ဒါကြောင့်မို့ပတ်ဝန်းကျင်ကိုတုခိုးအတွင်းစိတ်ဓာတ်ကိုပြုပြင်ဘဝကိုတည်ဆောက်ကြပါလို့ဒီလိုတိုက်တွန်းစကားနဲ့ပြောကြရင်းနဲ့ဒါယနေ့ကုသိုလ်ကောင်းမှုပြုလုပ်လဲတဲ့အတွက်ကြောင့်ဘုန်းကြီးတို့စာမွေးပွဲစမှာဒီနေ့က နှိဝဆံပြီးပွဲလေတော့အချိန်ကိုနည်းနည်းလေးစောပြီးတော့ဆံမှုဖြစ်ချိန်ကိုနည်းနည်းပြေးပြေးရတာကိုဆောဆယ်နာရီခွဲတိတိမှခောက်မှဖြစ်တဲ့အတွက်ကြောင့်ယခုလိုတန်ဃာတော်များချမ်းချမ်းသာသာဆံရဆံရပရိယပฏิပါလုပ်ငန်းကိုလှူဆောင်နိုင်ပါစေဆိုတဲ့တန်ဃာတော်များရဲ့အကျိုးစီးပွားကိုရှေ့ရှုသောမေတ္တာစိတ်ဓာတ်ဖြင့်ယခုလိုလှူဒန်းနိုင်တဲ့အတွက်ကြောင့်လှူရှင်များအားလုံးရဲ့နှလုံးသားထဲမှာ ကုသိုလ်တရားတွေအသေးအသေးဖြစ်ပွားလာပြီးဖြစ်ပါတယ်ဖြစ်ပွားလာတဲ့ကုသိုလ်ရဲ့စွမ်းအားကြောင့် အန္တရာယ်ကင်းပြီးရှင်ပြီးကောင်းကျိုးချမ်းသာဖျားဖျားတို့ကိုအတိအသေးရရှိသုံးဆောင်ခံစားနိုင်ကြပါစေ။ကဲရည်စွတ်ချကြရအောင်ရည်စွတ်ခက်ကန်လက်ဆုမယ်။ဣဒံမေပုံညာဒုက္ခသာပစ္စယောဟောတုဤကောင်းမှုသည်ဘေဥပယံဆွေ အန္တရအတွက်သွဲကိဝေ၍ကိုစိတ်နှဖျားကျမ်းမှချမ်းသာကြောင်းជីវတုတဲ့အောင်မြေကြောင်းအထောက်ပံ့ခေါင်းဖြစ်ပါစေဤကုသိုလ်ဤအဖို့ပါကအဝဝကိုကျေးဇူးကြီးမှမိဘဘိုးဘွားဆရာသမားများကို အစထား၍ကိုဆောင်နှင့်အေဆောင်နှင့်ရာကွယ်ဆောင်နှင့်မြို့ရွာဆောင်နှင့်ဝန်ကြီးဌာနဆောင်နှင့်အပါအဝင်32ဘုံကျင်လေကုန်သောအာလုံသောသတ္တဝါတို့အားအမျှပေးဝေကြပါကို၏အာလုံး အမျှရာကြ၍ကိုယ်စိတ်နှဖျားကျောင်းမှာချမ်းသာကြပါစေအမျှဝေကြရအောင်အလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှ မြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမြအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာ